ဲ့တော့နောက်ထပ် item တစ်ခုပေါ့နော်ဒီမှာဆိုရင်အဲကြောက်စီပြီးသွားပြီဒီကြောက်ရဲ့ထိတ်မှရှိရဲ့ top slat လေးလောင်းပြီးသွားပြီနောက်တစ်ခုကဒီအောက်ခြေလင်းနေလဲလောင်းပြီးသွားပြီအဲ့တော့ဒီမှာ drain ရဲ့ drain work ကိုတွက်ကြည့်ရအောင်အဲ့တော့ drain မှာဆိုရင်ဒီမှာကိုလက်မသစ် brick work ရှိမယ်ဒီကောင်ကလေးလက်မကွဲသစ် brick wall ရှိမယ်နော်အဲ့တော့ကိုလက်မကိုတော့ကျွဖြစ်ဖြစ်နဲ့တွက်ပြီးတော့ဒီလေးလက်မကွဲသစ် wall ကိုတော့ square fit နဲ့တွက်မှဖြစ်တဲ့အတွက် item ကိုခွဲပြီးတော့တွက်လိုက်မယ် okay ဒါဆိုရင် ကိုလမဒစ် train brewer ပေါ့နော်ကိုလမဒစ် brewer way 13 cement mortar နော် protein 1ပေါ့ quantity ကတော့1ပဲသူ့ရဲ့လမ်းက drawing မှာဘယ်လောက်ရှိလဲဆိုတော့ပေတရာပေါ့နော်ဒီကနေဒီထိကပေတရာရှိတာဖြစ်တဲ့အတွက်အဲတရာပေါ့နော်အဲ့တော့ကျူပိဖိနဲ့တွက်မယ်အဲ့တော့ lph မြောက်အောင်มาဖြစ်တယ်အဲ့တော့ l ကပေတရာ b ကကြတော့ဒီကနေဒီက0.75 h ကကြတော့ဒီကနေဒီထိအမြင့်တန်ဖို့เนาะအဲ့တော့ဒီကနေဒီထိအမြင့်တန်ဖို့ကဒီမှာပေးထားတာဘယ်လောက်လဲဆိုရင်တပေခွဲเนาะဒါကြောင့်မလို့တရားရဲ့သူ့ရဲ့ b ကကိုလက်မယိုးဖြစ်တဲ့အတွက်0.75 h ကကြတော့ဒီမှာတပေခွဲအဲ့ဆို1.5เนาะဒါ ये အကုန်လုံးကိုမြောက်လိုက်ဟဲ့ဗျာ အဲ့တော့ဒီမှာဆိုရင်ကိုလက်မတဲ့ brewer ရဲ့ total to be fit တမိုးကိုရရှိမှာဖြစ်တယ်။နောက်တစ်ခုကကြတော့၄ခွဲအတွက်အုပ်စီမယ်။အဲ့တော့၄ခွဲအတွက်အုပ်စီမယ်ဆိုရင် square feet နဲ့တွက်ပြရမှာဖြစ်တယ်။အဲသူ့ရဲ့လက်ကတော့မပြောင်းဘူးပေတရာပဲ။အမြင့်ကကြတော့ဒီမှာတပေခွဲပေါ့။အဲ့တော့လက်နဲ့ height နဲ့မြောက်လိုက်မယ်ဆိုရင်အဲဒီအုပ်စီမယ် total square feet တမိုးကိုရရှိမှာဖြစ်တယ်။အုပ်စီပြီးသားပြီ drain ရဲ့အုပ်စီပြီးသားပြီဆိုရင်တော့ဒီ plaster work ကို တွက်ပေးမယ်အဲ့တော့ external wall အရင်တွက်မယ်အဲ့တော့ external wall ကိုတွက်မယ်ဆိုရင်လမ်းကတော့ p တရာပဲ height ကကြတော့တပေခွဲပေါ့နော် internal wall ကိုတွက်မယ် internal wall ကဒီမှာတပေခွဲတစ်ဖက်တပေခွဲတစ်ဖက်နှစ်ဖက်ရှိမယ်လမ်းကတော့ p တရာပဲဒါကြောင့်မို့ p တရာ၃ပေပေါ့နော်နောက်တစ်ခုကကြတော့ drain ရဲ့ top lid ကိုချောပေးမယ်လမ်းကတော့ p တရာနဲ့သွားမယ်အဲသူက ိုးလက်မဒီကောင်လေးကလေးလက်မကွယ်ကိုးလက်မနဲ့လေးလက်မကွယ်နဲ့ပေါင်းလိုက်မယ်ဒါဆိုရင်အဲတပေ1 y 13ပေါ့နော်အဲ့တော့ဒီမှာ measurement လေးကောက်ပြီးသွားပြီဆိုရင်တော့အဲ area လေးတွေကိုတွက်လိုက်မယ် okay ပြီးပေါင်းလိုက်မယ်ဒါဆိုရင်တော့အဲ plaster ရဲ့ total square feet area တန်ဖိုးကိုရရှိမှာဖြစ်တယ် โอเคနောက်ထပ် item တစ်ခုကတော့မရှိမလဲဆိုရင်ဒီမှာဝှိဖိုးပေါ့เนาะသုံးလက်မ PPC ပိုင်လေးတွေကို၃ဘီဆန္ဒတုဆန္ဒချာရေထွက်ပောက်အနေနဲ့ထည့်ပေးရမှာဖြစ်တယ်အဲ့တော့အဲ့ item တွေကိုစပြီးတော့တွက်ကြည့်ရအောင်ဝှိဖိုးသုံးလက်မ diameter PPC ပိုင် installation web ပေါ့เนาะအဲ့တော့ထည့်ရမယ့်ပိုက်ရဲ့ quantity နဲ့လမ်းနဲ့မြောက်လိုက်မယ်ဆိုရင်ထည့်ရမယ့်ပိုက်ရဲ့ total လမ်းတန်ဖိုးကိုရရှိမှာဖြစ်တယ်အဲ့တော့ထည့်ရမယ့်ပိုက် quantity ကိုအရင်ဆုံးတွက်ကြည့် ဲတော့ပိုက်ကထဲရမှာငါပေတရာမှာထဲရမှာ၃ပေဆန္ဒလူဆန္ဒဖြစ်တဲ့အတွက်၃ပေနဲ့စားပြီးတော့ plus 1ပေါင်းလိုက်မယ်ဒါဆိုရင်ထဲရမယ်ပိုက်ရဲ့ quantity က34ကြောင်းပေါ့အဲတော့ပိုက်ရဲ့လန့်ကိုတွက်ကြည့်မယ်ပိုက်ရဲ့လန့်ကဒီကနေဒီထိက၃ပေနဲ့17လက်မဟိုဘက်6လက်မဒီဘက်6လက်မနှုတ်လိုက်ရင်ဒီကနေဒီထိအဖြောင့်တန်မိုးကအဲ2ပေနဲ့17လက်မအဲတော့ပြီးရင် तू ကဒီမှာအစွန်းထွက်ကလေးရှိမယ်ဒါကြောင့်မလို့အဲ၃ပေ ဟိုဘက်အစွန်းထွက်ဒီဘက်အစွန်းထွက်6လက်မပေါင်းလိုက်မယ်ဒါကြောင့်မလို့ပိုက်ရဲ့လန်တန်မိုးကို3ပေခွင်းနဲ့တွက်လိုက်မယ်နော်အဲ့တော့ပိုက်ရဲ့ quantity တိပြီလန်တိပြီဆိုရင်အဲဒါတွေကိုမြှောက်လိုက်မယ်မြှောက်လိုက်မယ်ဆိုရင်တော့ဒီ3လက်မဒိုင်မီတာ PVC ပိုက်ရဲ့ total လန်တန်မိုးကိုရရှိမှာဖြစ်တယ် โอเคနောက်ထပ် item တစ်ခုကတော့ဒီခုစီထားတဲ့ကြောင်းနှံရံကို point နီးလုပ်ပေးမယ် item လေးကိုထည့်ပြီးတော့တွက်ပေးမယ်အဲ့တော့ point နီးလုပ်မယ်ဆိုရင်သူ့ရဲ့ retaining wall line က PDR ရှိမယ် point နီးလုပ်ရမယ် height ကကြတော့ဒီအားနေပြီးတော့ DD total height က9ဘေးနဲ့6လက်မှရှိမှာဖြစ်တယ်အဲ့တော့9ဘေး6လက်မှတွေကနေပြီးတော့ drain ရဲ့ height တစ်ဘေးခွဲနှုတ်မယ်အပေါ်က toss လက်က6လက်မှရှိမယ်အဲ့တော့အဲ့နှစ်ခုကိုနှုတ်လိုက်မယ်ဆိုရင်အဲဒီ point နီးထည့်ရမယ် အဲ total height တန်မိုးရရှိမှာဖြစ်တယ်အဲ့တော့ခုနှစ်ပေ၉ရက်ကနေတပေခွဲနဲ့၆လက်မှာနှုတ်လိုက်နော်လမ်းကတော့ပေတရာအဲ့တော့ဒီနှစ်ခုမြောက်လိုက်မယ်ဆိုရင်အဲဒီကြောက်နိုင်ရံပေါ့နော်ကြောက်ကြီးစီထားတဲ့ကြောက်နိုင်ရံကို point ကြီးလောက်ရမယ် area တန်ဖိုးကိုရရှိမှာဖြစ်တယ် โอเคဒီမှာတော့ဒီတိုင်းထားလိုက်လဲရတယ်ဒါမှမဟုတ်ဆေးတုပ်မယ်ဆိုရင်တော့ဆေးတုပ်တဲ့ item လေးတည်အောင်လို့မလို့ဒီမှာထည့်တွက်ပေးထားမယ်ဒီကြောက်ကြီးဒီနန်းရံကိုဆေးတုပ်မယ်ပေါ့เนาะ drain ကိုတော့ဆေးမတုပ်တော့ဘူးဒါကြောင့်မလို့လမ်းကဆေးတုပ်မဲ့ area ကိုတွက်မယ်ဆိုရင်သူ့ရဲ့လမ်းကကြတော့ ပေတရာရှိမယ်အဲဒီကနေဒီထိဆေးတုံးမယ်ဒါကြောင့်မလို့ total high 9ပေ6ကနေပြီးတော့တပေခွဲကိုနှုတ်လိုက်မယ်ဒါဆိုရင်ဒီကနေပြီးတော့ဒီထိဆေးတုံးရမယ်လန့်တံမိုးကိုရရှိမှာဖြစ်တယ်အဲ့တော့ဆေးတုံးမဲ့ area ကိုလိုချင်နေဆိုရင်လန့်နဲ့သူ့ရဲ့ height နဲ့ကိုမြှောက်လိုက်မယ်မြှောက်လိုက်မယ်ဆိုရင်ဒါကတော့အဲဒီ ကျောက်ကြီးစီရဲ့နံရံမှာစေတုပ်ရမယ် area တန်ဖိုးကိုရရှိမှာဖြစ်တယ်။ဒါဆိုရင်တော့ဒီ drawing မှာပြထားတဲ့အတိုင်း item တွေကုန်သွားပြီပေါ့နော်။အဲဒီမှာဆိုရင်မြေကြီး dressing လုပ်တယ်၊ lean long နဲ့ကျောက်ကြီးစီရဲ့နောက် torch လက်အတွက် foam work နဲ့ concrete rebar work အတွက်တယ်။နောက်တစ်ခုကကြတော့ဒီ drain work မှာဆိုရင် ုတ်စီရဲ့လုပ်ငန်းမှာကိုလမ်းမရှိမဲ့၄ကွဲရှိမဲ့နောက်တစ်ခွဒီအုတ်တွေကိုပလာစာချောတဲ့လုပ်ငန်းတွက်တယ်နောက်ပြီးတော့ဒီကြောက်စီရဲ့နံရံကို point လေးလုပ်ငန်းတွက်မယ်နောက်တစ်ခွကတော့လိုအပ်တဲ့ဆိုရင်စစ်တုပ်ပေးမယ်ပေါ့နော်နောက်တစ်ခွကတော့ဒီရေထုပ်ပိုက်အတွက်သုံးလမ BBC ပိုက် item တွက်ပေးရပေါ့နော်ဒါကတော့အဲ drawing မှာပါတဲ့ item တွေအတိုင်းကိုတွက်ပြသွားတာဖြစ်တယ်အဲနောက်တစ်ခွကတော့ site condition ရလိုအပ်တဲ့ဆိုရင်ဒီမှာအဲ ဖက်ဖေးလင်းပေါ့နော်ပြီးသွားတဲ့အခါမှာလိုအပ်တဲ့နေရာအဲဒီမှာဆိုရင်တောင်ဆောင်ကိုဖြတ်ပြီးတော့ခုတ်ထားတာဖြစ်တဲ့အတွက်ဒီလိုအပ်တဲ့နေရာလေးတွေမှာအဲမြေကြီးဖြည့်တဲ့လုပ်ငန်းလေးတွေပေါ့နော်မြေကြီးဖက်ဖေးလင်းပြန်ဖြည့်တဲ့လုပ်ငန်းလေးထပ်တွက်ခြင်းလည်းရပါတယ်โอเคဒါဆိုရင်တော့ဒီကောင်လေးကတော့ stone retaining wall ရဲ့ estimate DJ measurement ပေါ့နော် DJ measurement quantity တွက်တဲ့ဟာလေးကိုအဲတွက်နည်းလေးကိုပေါ့မျှဝေပေးသွားတာပဲဖြစ်ပါတယ်အဲနောက်ထပ်သူရဲ့ BEPQAC summary ကိုဘယ်လိုတွက်မလဲဆိုတာစပီရောကြည့်လိုက်ရအောင်